ကကျွန်တော်အခုတင်တဲ့ဖွင့်မှာကျွန်တော်စပင်ရောဘျူတီပေါ့နော်ဘျူတီဆလွန်စပင်ရောမျက်ခုံရောဒီအာနှာခမ်းနေရာအစားပေါ့ဒါပေမဲ့ကျွန်တော်လေးလာလေးလာအောင်မယ်ကျွန်တော်အချိန်အများကြီးလေးလာအောင်မယ်ဒါမှကိုကိုကိုယုံကြည်မှတရားခံတော့ perfect ဖြစ်မှကျွန်တော်ကျွန်တော်ရဲ့ကက်ဆာမာတွေကိုကျွန်တော်ထိတွေ့အာဝန်ဆောင်မှုပေးမှာပေါ့နော် ခုကျတော့ကိုကိုယုံကြည်မှုမရှိသေးဘူးဒါမဲ့ကျွန်တော်ဆိုင်ခန်းလေးတွေကြည့်တယ်ဒါမဲ့ကျွန်တော်ဆိုင်ခန်းကြည့်နေတဲ့ကျွန်တော်ဒီဘန်ကောက်မှာဒီမြန်မာပြည်မှာကျွန်တော်တင်တန်းတွေအာတင်တန်းတွေတက်အောင်ပါဗောနော်အဲအကြောင်းကိုကျွန်တော်ကိုကျွန်တော်တရားရခံတော့အမမခံနေဗောနော်အမြန်တိုင်းပြောရင်စိုင်နဲ့ဖွင့်မယ်တင်းနဲ့လဲတော့ရမယ်ကျွန်တော်ဒီမှာကျွန်တော်ဆရာတွေလည်းရှိတယ်အဲ့ဒီဆရာတွေနဲ့ကျွန်တော်ပေါင်းပေါင်းဖက်ပြီးတော့ကျွန်တော်ဒီမှာစိုင်ဖွင့်ပါမှာပေါ့ နောက်ပြီးကိုကိုတိုင်ကလည်းအာလက်တွေ့တင်တဲ့တက်တာ BY ဆိုကိုကိုတိုင်ယုံကြည်မှုရှိပြီဆိုတော့ကျွန်တော်ဒီမှာအခြေချမှာပေါ့အာကျွန်တော်နာမည်တက်ထူအောင်ပေါ့နော်ဒီထိုင်းရဘန်ကောက်ကိုခေါ်တာဥတ္တပေါ့နော်ဒီပွဲကျွန်တော်ရောက်တာအဓိကမမိုးနဲ့အဲတီချဲပေါ့နော်တီချဲမိုးကိုကျေးဇူးတင်ပါတယ်။ဘာလို့ဆိုတော့ဒီပွဲဖိတ်တဲ့အကြောင်းကျွန်တော်လေ့လာရတော့ပေါ့ဆရာဆရာမတွေအများကြီးပဲ။နောက်ပြီးကျတော့ဒီတင်တဲ့သူတင်တဲ့သားတွေပေါ့နော်။ ကျွန်တော်ဗာကြောက်အကြောင်းရင်းလာရတယ်ဆိုတော့ဒီမှာဒီရန်ကုန်မှာပေါ့အာတင်တန်းဖွင့်စားမယ်နောက်ပြီးကျွန်တော်ကဒီဆိုင်လည်းဖွင့်မှာပေါ့နော်အဲအကြောင်းကိုကြော်လိုက်အကြောင်းဖြစ်ပါတယ်ဒီပွဲထူးခြားချက်ကျွန်တော်တော်တော့ challenge ပေါ့ဗာလဲဆိုကျွန်တော်ကဒီအလုပ်ကိုလုပ်ဖို့ရွေးချယ်ထားတယ်ဒီအလှပရေးရပေါ့ဒီနောက်ပြီးဒီရန်ကုန်လားမော်လမြိုင်လားကျွန်တော်အဲဆိုင်ခန်းကိုအခုရွေးနေတာပေါ့နော်ဖြည်းဖြည်းချင်းရွေးနေဟိုပင်နေရာဖွင့်ရမယ်ဆိုတာပေါ့နောက်ပြီးကျွန်တော်ကဒီဘန်ကောက်ကနေဆိုင်ကိုပိတ်ပြီးဒီကိုလာခဲ့တာပြောင်းလဲတာဆိုတော့ အဲကျွန်တော်တို့ကဒါအဓိကလည်းလေ့လာတာပေါ့နော်ဒီနေရာဘန်ကောက်မှာကျွန်တော်ကြားတယ်တနေ့နှစ်နှစ်ပေါ့ဒီ beauty salon ပေါ့ကျွန်တော်ရဲ့ duty ပေါ့အဲဒါမဲ့လည်းသူများနိုင်ငံမှာလောက်ရတာလည်းမလွယ်ဘူးပေါ့နော်အာလုံလုံချုံချုံမနေရဘူးပြောမဆိုဘူးပေါ့အာလူခါဧည့်သည်ကြရင်လည်းကိုကဒီမှာဟိုအာသူများနိုင်ငံမှာဆိုတော့ဒီနိုင်ငံကကိုတွေ့တော့ပို့ပြီးတော့လုံချုံတယ်နောက်ပြီးကိုကတော့ပို့ပြီးတော့အာပြောလို့ရတော့ပေါ့နော်အဲအဲကြောင့်အာဒီလိုလာတာပေါ့ အလားပါရဆိုဆရာတယောက်နဲ့တူနဲ့တူနဲ့မတူဘောနော်ဆရာတူကြတော့ဒါဒီတမျိုးကိုကတော့ဒီထိုင်းဆရာနဲ့တင်နေဆိုရင်ဒီတမျိုးပေါ့ပညာဆောင်ရတော့ဘောနော်ဒါကိုရလှပါဒါလိုအချက်ရှိတယ်ဆိုတော့ဒီတယောက်ကိုကြည့်လိုက်တာနဲ့အာသူရဲ့မျက်ခုံဆိုမျက်ခုံလိုအချက်ပေါ့နော်ဒါမဲ့ကျွန်တော်တယောက်ကအာကက်ဆမ်မာတယောက်ကမေးတယ်အာဒီ ဝတနာပါလာတဲ့ဒီအလို့ကျွန်တော်မှန်တိုင်းပြောရင်ဝတနာပါဝတနာလို့မပေါ့ဒါပေမဲ့ကျွန်တော်ရဲ့အသက်ဝင်ဝင်ချောင်းပေါ့တစ်ချိန်ကြာရင်ကိုဒီနေရာမှာဒီချိန်ဒီအသက်ကြီးတဲ့အထိဒါကျွန်တော်တို့အသက်ဝင်ဝင်ချောင်းလုပ်လို့ရတယ်လေအဲနောက်ပြီးကိုကဒီကြော်ညာပိုင်းမဲ့သွားလို့မရဘူးကြော်ညာသွားလို့ဆိုတာကိုအသက်ရွယ်တဲ့ဆိုင်နဲ့ဆန်းနဲ့လည်းဆိုင်နဲ့ကိုအနောက်ကနေပြန်တက်လာမဲ့ခလေးနောက်လာနောက်သားလေးတွေခလေးလေးတွေရှိတော့ဗောနော်ဒီ တက်လန်းလေးပေါ့ကိုကဖယ်ပေးရမှာပဲအဲကြောင့်ကိုဖယ်တဲ့ချိန်မှာကိုလည်းဒီမှာတက်လန်းလေးတစ်ခုနဲ့အာတက်မူဝင်းကြောင်းလေးလည်းလောက်တာတော့ပေါ့နော်ဒီမောင်တန်းနိုင်တယ်ကျွန်တော်ထင်တာပေါ့ကျွန်တော်တို့ညီမလူမျိုးတွေကជူးစားကြတယ်နောက်ပြီးကျွန်တော်ပြောလို့မျိုးပေါ့ဒီ time မှာဖွင့်တဲ့ဆရာရှာမတွေရဲ့လက်ရလောက်အာ69လောက်ပေါ့ဒါပေမဲ့တယောက်နဲ့တယောက်မတူကြဘူးလေနော်တယောက်နဲ့တယောက်မတူကြတဲ့ကြောင့်လက်ရချင်းမတူဘူးအာကိုရဲ့ကိုစ조사တက်လောက်ပေါ့အဲ့ဒါပြောရှင်ပြောအမှန်တမ်းပြောရင်တော့အာထိုင်းလူတွေလာတယ်ထိုင်းလူတွေကြတော့ ကျွန်တော်ပပိန်ပပားလေးချောချောလေးဖြူဖြူလေးပေါ့နော်အာမြန်မာလူမျိုးတွေအခုကြည်တယ်မရှူပါနဲ့မဆဲပါနဲ့နော်ချောပါတယ်လှပါတယ်တောက်သူ့လှနဲ့သူပေါ့နော်ဒါပေမဲ့ကျတော့ထိုင်းနေကျတော့အရန်ကိုပြင်ကြတယ်ကျွန်တော်တို့ဒီတဘာဝအလှမဟုတ်တော့ဘောကျောမြန်မာလူမျိုးတွေကြတဘာဝလှမိန်းကလေးတို့များချောကြတယ်ထိုင်းလူမျိုးတွေကျကျွန်တော်ကြည်အသားဖြူစီထိုးလိုက်မှဖြူဥွားတဲ့အသားကြီးကမလှတော့နောက်ပြီးဒီနှာခေါင်းတွေပြင်မယ်ဒီမိတစ်ခုပြီးတစ်ခုတို့ကပြင်တာများတော့အပြင်လုံးဖြင်းချွန်တာလည်းများတော့ဘောနော်အတိတ်ကြတယ်နောက်ပြီးမိန်းကလေးတို့က ဟိုနှက်ခမ်းနေပဲလာထိုးတာပင်ကိုအလားပိုလှတယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲကျွန်တော်ပြောချင်တာကဟိုကိုယ့်ရဲ့ပင်ကိုအလားထက်နည်းနည်းလေးပဲကိုဘာလို့အချက်စီတယ်အခုကိုယ့်ရဲ့မျက်နှာမှာဝက်ချန်စီတာတင်းတင်းစီတာဆိုတော့အပြင်ပေါ့အဲ့လိုမျိုးတွေပေါ့အာဥမာနှက်ခေါင်းပြင်းမယ်ဆိုရင်နှက်ခေါင်းပြင်းနှက်ခမ်းပြင်းမယ်ဆိုနှက်ခမ်းပြင်းဒါပေမဲ့ကိုလှနေဆိုရင်ကိုယ့်ဤစာကိုယ့်ကောင်လေးတွေကြိုက်တယ်ဆိုရင်တော့ရပြီဗျာနော်အဲ့ဒါပေါ့အာလူတိုင်းကြတော့အလှပနဲ့အလှပအလှပကြိုက်ကြတာပဲလေနော်အကိုလှနေရပြီကိုကုတ်ကိုယုံကြည်မှုပေါ့ဆိုတော့ကြောင့်မျိုးပါအာအာရုပ်ဆိုးတဲ့ဒီဖြစ်စေချောဒီဖြစ်စေ ကိုကောင်လေးရောကိုကိုကိုအမျိုးသားတွေကြိုက်ရင်ကြပြီဗျာနော်ကိုရောကိုကြိုက်ရင်ကြပြီခင်ဗျာအာကျွန်တော်ကိုကျွန်တော်အမှန်တိုင်းပြောရင်တော့ကျွန်တော်ဒီတက်ရွယ်ဒီကျွန်တော်ကိုကျွန်တော်ကြိုက်တယ်ဒါမဲ့ကျွန်တော်ထိုင်းကျွန်တော်ထိုင်းဘန်ကောက်မှာနေတော့စပွန်ဆာပေးတဲ့၃ဦးဆရာတွေလာကြတယ်အာကျွန်တော်ရဲ့လူအချက်တွေရှိတာပေါ့နှာခေါင်းပြင်ပေးရမလားဒီနေရာတွေပြင်ပေးရမလားဒါမဲ့အခုတော့ကျွန်တော်မိကဒီတိုင်းကြိုက်တယ်ဆိုတော့အာကျွန်တော်ဖန်နေတယ်ကျွန်တော်ဒီရုပ်ပဲကြိုက်နေတယ်ဒါမဲ့အသက်ကြီးသွားရင်တော့ပြင်လဲပြင်ပါဦးမယ်ခင်ဗျာ အသက်ကြီးတာအဓိကကျွန်တော်အခုတင်တန်းဖွင့်မှာကျွန်တော်စပင်ရောပျူတီပေါ့နော်ပျူတီစလွန်စပင်ရောမျက်ခုံရောဒီအာနှက်ခမ်းနေရာအစားပေါ့ဒါပေမဲ့ကျွန်တော်လေးလာလေးလာအောင်မယ်ကျွန်တော်အချိန်အများကြီးလေးလာအောင်မယ်ဒါမှကိုကိုကိုယုံကြည်မှတဲရခန်တော့ perfect ဖြစ်မှကျွန်တော်ကျွန်တော်ရဲ့ကက်ဆာမာတွေကိုကျွန်တော်ထိတွေ့အာ ဝန်ဆောင်မှုပေးမှာပေါ့နော်အခုကျတော့ကိုကိုယုံကြည်မှုမရှိသေးဘူးဒါမဲ့ကျွန်တော်ဆိုင်ခန်းတွေကြည့်တယ်ဒါမဲ့ကျွန်တော်ဆိုင်ခန်းကြည့်နေတဲ့ကျွန်တော်ဒီဘန်ကောက်မှာဒီမြန်မာပြည်မှာကျွန်တော်တင်တန်းတွေအာတင်တန်းတွေတက်အောင်မှာပေါ့နော်အဲအကြောင်းကိုကျွန်တော်ကိုကျွန်တော်တရရခန်းတော့အာမမခံနေပေါ့နော်အာမနေ့ကဆိုတဲ့ကျွန်တော်ထိုင်းမှာတင်တန်းတစ်ခုတက်တယ်ဒီစပင်းနဲ့ပတ်သက်တာပေါ့စပင်းပါတဲ့သူတွေစပင်းကျွတ်တဲ့သူတွေပေါ့အာတင်တန်းတက်တော့ချိန်မှာလဲကစတမာလာတယ်ဒါမဲ့ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုတအားမရှိသေးတဲ့တော့ကြောင့်လက်မခံနေဘူးပေါ့နော်တရားခဏတော့ perfect ဖြစ်မှကျွန်တော်လက်ခံပါမယ်ခင်ဗျာဟုတ်ကဲ့အဓိကတင်နန်းမဲ့ရေဆိုလို့ ကျွန်တော်ကအမှန်တိုင်းပြောရင်အမှန်တိုင်းပြောရင်စိုင်နဲ့ဖွင့်မယ်တင်းနဲ့လည်းတော်ရမယ်ကျွန်တော်ဒီမှာကျွန်တော်ဆရာတွေလည်းရှိတယ်အဲ့ဆရာတွေနဲ့ကျွန်တော်ပေါင်းပေါင်းဖက်ပြီးတော့ကျွန်တော်ဒီမှာစိုင်ဖွင့်ပါပါပေါ့နောက်ပြီးကိုကိုတိုင်ကလည်းအာလက်တွေ့တင်းနဲ့တက်တာပြီးသွားဆိုကိုကိုတိုင်ယုံကြည်မှုရှိပြီဆိုကျွန်တော်ဒီမှာအခြေချမှာပေါ့အားတိုင်းဆိုအမှန်တိုင်းပြောရင်ဒီမှာကစိုင်ကိုကျွန်တော်လောလောလေးဖွင့်လို့မရဘူးဗျအခုဖွင့်ချင်တဲ့ရန်ကိုလာပြီးဆိုဒီဒီနေ့ဖွင့်ဒီနေ့လာလို့လည်းမရဘူးကိုရဲ့ ပညာအရေးချင်းတရရကတော့ perfect ဖြစ်ပြီလားနောက်ပြီးကိုကိုတိုင်းကလည်းဒီမှာအမှန်တကယ်ပဲဆိုင်နေဆိုင်ခွင့်နေဆိုအနည်းဆုံး3-5လောက်ကြာအောင်မယ်ကြာမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတင်ထားရအောင်မယ်အခုကျွန်တော်ဘန်ကောက်မှာတင်ထားတာ5-6လောက်ရှိပါပြီဆိုကိုကိုကိုအဲတရရခိုင်တော့မှာအာ65 90လောက်လောက်ယုံကြည်မှုစီလာမှုဆိုဒီအချိန်အတွင်းထဲမှာ ဒီဆရာတွေနဲ့ဒီအခုဒီကိုလာတဲ့ဟိုထိုင်းဆရာရောမြန်မာဆရာတွေရှိတယ်အဲ့ချိန်မှာတင်တဲ့တက်လိုက်ဆိုကျွန်တော်ကိုကျွန်တော်တော့အတရခံတော့ perfect ဖြစ်ပြီဖြစ်ပြီဆိုရင်ကျွန်တော် customer တွေကျွန်တော်လက်ခံလို့ရခဲ့တာအလူတိုင်းတော့အလားပါကြိုက်ကြတယ်ဒါပေမဲ့ကိုဝါတနာရှိရင်အာတင်တဲ့နေလည်းလက်တက်လို့ရတာပေါ့နော်ဒါဥတက်ကတော့ အာတင်တန်းတွေကျွန်တော်ဖွင့်ပါဘူးအဲ့တင်တန်းတွေအာဖွင့်မယ်ဆိုရင်လည်းလာပေးပါအခုကျတော့ကျွန်တော်ရန်ကုန်မှာလားမော်လမြိုင်မှာလားအာမြဝတီမှာလားကျွန်တော်ဆိုင်ခန်းကိုယူနေတာပေါ့နော်လောသွားရင်လည်းအမားပါမှာကြောက်တော့အဲ့ကြောင့်မို့ကျွန်တော်ဆိုင်ခန်းလည်းကြည့်တဲ့အချိန်အချိန်တွေပေါ့နော်အဲ့ကြောင့်မို့ဖိတ်ခေါ်ချင်တာကိုဝါသနာပိုင်နဲ့တင်တဲ့လက်သက်လူတိုင်းကအလှပကြိုက်ကြတာပေါ့နော်တခုမဟုတ်တခုမင်းကလေးတော်တော်များများရုပ်ကြတယ်အခုကျတော့ရုပ်ကြတယ်လည်းအလှပကြိုက်ကြတာပဲဗျအဲ့တော့အဲ့ကြောင့်မို့အာတင်တန်းတက်ချင်တယ်ပြောပါအာကျွန်တော်တို့ဒီမှာကျွန်တော်ကကျတော့ဒီမှာတင်တန်းဖွင့်ဖို့လုပ်ထားပါတယ်ခင်ဗျာ တင်တန်းကျတော့ကျွန်တော်အခုကဒီ PKK UT နာမည်နဲ့ပေါ့ဘန်ကောက်ကကျွန်တော်တင်တန်းနေတက်ခဲ့တယ်ဒီအခြေခံကျတော့ဒီမြန်မာမှာတင်တန်းတက်တယ်အခုကျတော့ဘန်ကောက်မှာတယ်တင်တန်းအခြေခံနေတက်တာတယ်အာစုတွေလည်းယူထားပါတယ်နောက်ပြီးကျွန်တော်ချပြပါပါသူများနိုင်ငံမှာကျတော့ဘာကြောင့်မချပြလဲဆိုတော့ခစ်ကာလာတွေမကောင်းနေတော့အာအတိုက်ခတ်တွေလည်းရမ်းများတဲ့အတွက်ကျွန်တော်မချပြတာအခုဆိုကျွန်တော်ချပြပါပြီခင်ဗျာ